အော်ပြောလိုက်အောင်နော်ရွှေတောင်ကြားတွေပါလေလာမပြောနဲ့လို့ကိုမန်းလေးထဲမှာရောက်နေတဲ့အချိန်ဖိတ်ခေါ်ပါလေလို့နော်အေးတင်ကိုတော့စိန်ခေါ်ရင်တိမ်ပေါ်ထိတော့လိုက်တယ်ရွှေတောင်ကြားတွေပါလေလာပြောမနေနဲ့လို့နော်စားရှိလို့မန်းလေးမျိုးလာနေမီမလားလို့မျက်နှာချင်းဆိုင်လာဆိုင်မှာလို့စားရှိလို့မန်းလေးမျိုးလာနေတဲ့အချိန်မှာမျက်နှာချင်းဆိုင်လာဆိုင်မှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မန္တလေးမှာရောက်နေတဲ့သမီးဆိုးကိုဒဲလာရှင်းဖို့အေတင်ကိုစိန်ခေါ်လိုက်တည်မှု အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာခင်ရတဲ့မိတ်ဆွေတွေရှိတယ်အပေါင်းအသင်းတွေရှိတယ်ဟုတ်ကဲ့နော်ဒီလိုအပေါင်းအသင်းတွေမိတ်ဆွေတွေနဲ့တော့ကျမတို့မျက်နှာချင်းမဆိုင်ရေရအောင်ပေါ့ဒီကျမတို့နောက်ထပ်နောက်ဆိုင်ရာပြည်မှာလည်းကျမတို့ရဲ့ခင်မင်းရနော်ခင်မင်းရတဲ့လူကြီးတွေနော်အများကြီးရှိတယ်လေဒါကျမတို့လုပ်ငန်းလုပ်နေတဲ့သူနော်လုပ်ငန်းလုပ်နေတဲ့သူတွေဖြစ်တဲ့အလေရောက်ကျမတို့မှာအပေါင်းအသင်းမိတ်ဆွေဆိုတာရှိတာနော်အဲ့ဒီလိုမျိုးကျမတို့တွေရဲ့မိတ်ဆွေတွေနဲ့တော့ကျမတို့မှာနော်လူကြားထဲမှာဆိုရင်တော့ အဲဥပမာလက်ဖိအစိုက်တစ်ဆိုင်မှာတော့ကျွန်တော်တို့အတူတူမထိုင်ရဲရလောက်အောင်တီလူတယောက်ကိုထိုးနှက်ခဲ့တာနော်လူတယောက်ကိုထိုးနှက်ခဲ့တာအဲ့တော့ပြောမယ်ပြောချင်တာကလေအဲ့ဒါဆိုရင်တရားဆွဲလိုက်ပေါ့ဆိုတဲ့စကားလုံးလာမှာပေါ့နော်တရားမဆွဲဘူးကျွန်တော်တို့ကတရားမဆွဲဘူးတရားဆွဲရင်ထောင်သုံးနှစ်ပဲကြာမှာကျွန်မလည်းလှုပ်ရှုပ်တယ်ကျွန်မတရားရုံးနဲ့ခဏခဏသွားနိုင်မှာနော်တရားဆွဲတဲ့လုပ်တွေပါလေကျွန်မကျွန်မဘက်ကနေတော့စတင်ပြီဘယ်သူ့ကိုမှမလုပ်ဘူးမလုပ်ဘူး ကျွန်မကိုစလောက်လာပြီဆိုရင်လည်းကျွန်မရေစုံရေစုံလောက်လိုက်လောက်တက်တယ်အဲ့အကျင့်တော့ကျွန်မမရှိဘူးကျွန်မက အမားနေအောင်အမတန်နေတယ်အမားကိုကျွန်မနေနိုင်တလောက်နေအောင်နေတယ်ကျွန်မကိုလောက်လာပြီဆိုရင်လည်းကျွန်မမရဘူးနော်အဲ့တော့ဟိုပေါ့နော်ရွှေတောင်ကြလိုက်ခဲ့လို့ငွေတောင်ကြလိုက်ခဲ့လို့လည်းလာမခေါ်နဲ့အခုငါတို့မန်းလေးကိုရောက်နေတာနော်မန်းလေးဒီနေ့ငါဖိုက်တဲ့ပွဲမှာမလာနိုင်ရင်မနေ့ကနေ့ရဖန်မီတင်ပွဲကိုငါလာမယ်ဟုတ်ကဲ့ လိပ်စာတိကြလာပြီငါလာမယ်ဟုတ်ပြီလားเนาะအဲ့တော့ဟိုလိုင်းပေါ်ကနေပြီးတော့အာမချောင်နဲ့အာချောင်ခဲ့တဲ့မြတ်စကလုံးလိုက်နဲ့ဖြည့်ရှင်းเนาะအာချောင်ခဲ့တဲ့မြတ်ကိစ္စရရဲ့ဖြည့်ရှင်းတတိပြတတိတခုချင်းပြเนาะကိုပြောခဲ့တဲ့စကလုံးတိုင်းစကလုံးတိုင်းကိုတတိတခုချင်းထုတ်ပြဟုတ်ပြီလားအဲ့တော့เนาะအခုဟိုเนาะစကလုံးတိုင်းပေါ့เนาะကိုယ့်ရဲ့စကလုံးတိုင်းမှာဟုတ်တယ်ပုံမှန်ရှိတယ် နော်စကလုံးတိုင်းမှာပုံမှန်ရှိတယ်အဲ့တော့ပြောပြချင်တာကလေအဓိကကိုပြောလို့ရတယ်ငါကနော်တခြားနိုင်ငံမှာပဲနော်ငါပြောချင်တိုင်းပြောပလိုက်မယ်အခုအเจ้าမျိုးမျိုးတွေကြောင့်သူ့ရဲ့အเจ้าကိုပါဆိုတော့မသိဘူးနော်အเจ้าမျိုးမျိုးတွေကြောင့်ကိုပမာပြီးပြန်ရောက်လာတော့ကိုဘလို့ခံစားနေရပြီလေ လူတကားကိုကိုလိုက်ပြောထားတဲ့ဝကြွေးတွေက ကိုပမာပြီးပြန်ရောက်လာတော့ဘလို့ဒီခံစားနေရပြီလေဟင်အလကားအင်ကြီးဝတ်ပေးပြီးတော့မှအင်ကြီးဝတ်ပေးပြီးတော့မှအလကားကြော်ညာပေးတဲ့ဆိုင်တွေကတော့ကိုရဲ့ပုံပိုင်းဖြုတ်ချနေရတဲ့ဘဝရောက်နေပြီမလားညငါတို့ကဝမ်းမတာဘူးနင်းအဲ့ဒီလိုဖြစ်တာငါတို့ကဝမ်းမတာဘူးနော်နေအဲ့ဒီလိုဖြစ်တာကိုငါတို့မှဝမ်းသာခြင်းလုံးဝမရှိဘူး။တို့ပေမဲ့ နင်ပြောခဲ့သမျှစကလုံးတိုင်းနင်လုပ်ခဲ့သမျှအပြုတ်မူတိုင်းခေါနဲ့သားသမီးကိုနင်အမြဲတမ်းစိတ်ဆင်းရဲတော့ကရောက်စေခြင်းနဲ့နင်ရဲ့ရုပ်မာတဲ့စိတ်တွေဟာနင်ကိုတံပြန်အကျိုးပေးနေပြီတံပြန်အကျိုးပေးနေပြီနော်အဲ့ဒါကဘာလဲဆိုတော့လောကကနင်ကိုရိုက်တဲ့ဝတ်ဆိုတာပဲနော်အဲ့တော့ဒီပေါ့နော်ဒီမီဒီယာတွေမှာဒီအွန်လိုင်းတွေမှာဟာနော်ဟာငါပြောပလိုက်မယ်ဘာဖြစ်လဲ ။ဟာပြုတ်ပလိုက်မယ်ဘာဖြစ်လဲဆိုတော့သူတွေ့လေ။နော်ဒီရဲ့ပုံပမာကိုကြည့်ကြပါ။ဒီပုံပမာကိုကြည့်ကြပါ။နော်ဝတ်ဆိုတာလေရင်တိတိကျကျလေရ။တိတိကျကျလေရဆိုတာလက်တွေ့ပြသွားတာဖြစ်ပါလေ။အကယ်အားလုံးကျမတို့ချမ်းသာကြပါစေ။နော်ကဲကျွန်တော်တော့စားလိုက်တောက်လိုက်အောင်ရှင်ရွှေဘက်မှာရှိပါသေးတယ်လေးနာရီထိုးပေးမယ်ဆိုမယ်ကျွန်တော်စားအောင်တောက်ပါပါသားလို့မြန်မြန်လေးချပေးနော်ကလေးတွေကခုချိန်ကြီးကိုဟင်းပွဲမဆောင်သေးဘူးလေးနာရီထိစောင့်တာဆိုတော့ကျွန်မဟင်းပူပူလေးဖြစ်အောင်လို့စောင့်ခိုင်းနေတယ် အခုမှစဆောင်းပါကျေးဇူးတင်ပါတယ်။အော်တပြောလိုက်အောင်နော်။ရွှေတောင်ကြားတွေဘာတွေလာမပြောနဲ့လို့ကိုမန်းလေးထဲမှာရောက်နေတဲ့အချိန်ဖိတ်ခေါ်ပါတယ်လို့နော်။အေးတင်ကိုတော့စိန်ခေါ်ရင်တိမ်ပေါ်ထိတော့လိုက်တယ်။ရွှေတောင်ကြားတွေဘာတွေလာပြောမနေနဲ့လို့နော်။စားရှိလို့မန်းလေးမျိုးကိုလာနေမိမလားလို့မျက်နှာချင်းဆိုင်လာဆိုင်မှာလို့စားရှိလို့မန်းလေးမျိုးကိုလာနေတဲ့အချိန်မှာမျက်နှာချင်းဆိုင်လာဆိုင်မှာလို့နော်။နော်မျက်နှာချင်းဆိုင်လာဆိုင်မှာလို့နော်။ ကိုဖိတ်တဲ့ဒီနေ့ကိုဖိတ်တဲ့ပွဲကို तू မလာနိုင်ရင်မနေ့ဖန်၄ရက်နေ့ तू မီတင်လုပ်မယ်ဆိုတဲ့ပွဲကိုကျွန်မတက်ပါမယ်လို့ဖိတ်ဖိတ်မဖိတ်ဖိတ်တက်မှာလို့ကိုကိုပြောခဲ့တဲ့စကားလုံးတွေကိုဖြည့်ရှင်းဖို့အတွက်ကိုလာခဲ့မယ်လို့တပြောလိုက်အောင်တသိရှိရင်ဖမီတင်ပွဲကဘေးနေရာဘယ်နှလန်းဘယ်ဟိုတယ်မှာဘယ်လိုလုပ်မယ်ဆိုတဲ့အကြောင်းကိုတရားဝင် official ကြောညာပါလို့အဲ့ဒီလိုမှမကြောညာခြင်းဘူးဆိုရယ်အတင်ကိုကိုတိတက်လာပြီးတော့ပြောပါလို့ မစင်ချာမတော်၎င်းအတင်ကိုရေယုံဖုံလေးလုံးဖြစ်တဲ့ငါတက်တုံသားလေးတစ်ချောင်းငါလေး၁၈၃၀၅၀၅၉လေး၈ငါ၃၂၃၉ခုဆိုတဲ့ဖုန်းနံပါတ်ဒီမှာလာရောက်ပြီးပြောနိုင်ပါတယ်လို့အားလုံးကျမလို့ချမ်းသာကြပါစေခုနသားသမီးပေါင်းအားလုံးလည်းဒါလေးကိုသင်ခန်းစာယူပြီးတော့နော်လောကမှာမိမိရဲ့နှုတ်ဝစီစောင့်သိခြင်းကိုနော်မိမိရဲ့နှုတ်ဝစီကိုပဲအဲစောင့်သိပြီးတော့တပားသူကိုမိမိပြောလို့ရတယ်ဆိုတဲ့အတိုင်းတာမှာကုပ္ပက ပြောလို့ရတဲ့အချိန်ထိပြောခဲ့ပြီးလို့ရှိရင်တပံပြန်လည်လာမယ်ကိုယ့်ရဲ့ဆက်ရမယ်ဝတ်ကြွေးတွေဟာအမတန်ကြောက်စရာကောင်းနေဆိုတော့သင်ငန်းစာယူတတ်ကြပါစေအားလုံးကျမတို့ချမ်းသာကြပါစေ